မင်္ဂလာပါခင်ဗျာရေဒီယို NUG ရဲ့မနက်ခင်းစီးရီသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာကရင်နီပြည်မော်ချီဒေသတွင်စစ်ကောင်စီလေကြောင်းတက်ခတ်မှုကြောင့်ပြည်သူ9ဦးထပ်မံတဲ့တေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်ဇွန်လ25ရက်နနက်7:00နာရီခန့်တွင် ကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသရှိ ရက်ကွက်15ရှိခဲတပ်တူတူဖော်ရေးလုပ်ငန်းခွင်နဲ့ ကုံစုံဆိုင်တဆိုင်အားစစ်ကောင်စီက jet fighter ဖြင့်ပေါင်200ဘုံးတလုံးကိုလေကြောင်းမှဘုံးကျဲတက်ခတ်မှုကြောင့်ပြည်သူ9ဦးထပ်မံနေသေးဆုံးပြီးဒဏ်ရာရသူ40ကျော်ရှိကြောင်းဒေသခံများနဲ့စစ်ဆောင်ကုညီသူများထံမှသိရပါဗယ်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားနေရာများအစားပြည်သူလူထုနေထိုင်ရာနေရာများကိုပိတ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ် အာနာသိမ့်မီနောက်ပိုင်းမော်ချီဒေတာသည်ယခုအပါဝင် လေကြောင်းတက်ခတ်မှု6ကြိမ်ကျော်ခံရပြီးရခင်တက်ခတ်မှုများတွင် ကလေးငယ်များအပါဝင်ပြည်သူ73ဦးထပ်မံတေဆုံခဲ့ရပါတယ်ခင်ဗျာဖေခုံမြို့နယ်ဆောင်းနန်းခဲရွာကိုစစ်ကောင်စီနှင့် PNO ပြည်သူစစ်ကပူးပေါင်းမီးရှို့ဖျက်ဆီးနေဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အဆက်ရှိဖဲခုံမြို့နယ်ဖဲခုံအင်းအရှိတ်ကန်းရှိဆောင်းနန်းခဲကျေးရွာကိုစစ်ကောင်စီနဲ့၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးကမီးရှို့ဖျက်ဆီးနေကြောင်းဒေသခံ သတင်းရင်းမြစ်များမှသိရပါဗျ။ဇော်လ23ရက်ကစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးမှုဖြစ်မိုးပြဲမြို့အရှိတ်မှာစစ်သားများနဲ့ PNO ပြည်သူ့စစ်များပူးပေါင်းဝင်ရောက်လာပြီးဇော်လ24ရက်ညနေပိုင်းတွင် ဆောင်နှန်းခဲကျေးရွာတရွာလုံးနေပောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဆောင်နှန်းခဲရွာတို့ဝင်ရောက်လာသောစစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့ကိုကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးကလလတမိုးပြဲ PDF ဖဲခုံ PDF KNDF ရိုက်ကော PDF နဲ့ပြားစစ်ကြောင်းအပါအဝင်တော်လှန်ရေးတပ်ပေါင်းစုကခုခံတိုက်ခိုက်နေပြီးစစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးပစ်ကူမှုများကြောင့်ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများရှိနိုင်တယ်လို့သိရပါတယ်ခင်ဗျာမိုးပြဲတိုက်ပွဲမှာဒီမော့ဆိုအမှတ်1132တက်ရင်ကစစ်ထောက်လန်ရေးရဲဘော်တို့ကြာဆုံးခဲ့ဆိုတဲ့သတင်းကို တင်ပြပေးသွားပါမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင်ကယားကရင်နီစစ်တိုင်းဒီမော့ဆိုအမှတ်1132တက်ရင်ကစစ်ထောက်လန်ရေးရဲဘော်တို့မိုးပြဲတိုက်ပွဲမှာကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်ဇွန်လ24ရက်နေ့မှာဒီမော့ဆိုအမှတ်1132တက်ရင်က ရဲဘော်ချာလီခေါ်ပိုးတန်ချောင်းဟာမိုးပြဲမြို့ကိုအင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့ဆိုပါတယ်။ရဲဘော်ချာလီဟာ2021ခုနှစ်အောက်တိုဘာ22ရက်နေ့တွင်ဒီမော့ဆိုအမှတ်1132တရင်ကိုစတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီးတော်လရေးတာဝန်များကိုခြေပွန်စွာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ရဲဘော်ချာလီကြာဆုံးမှုကိုဒီမော့ဆိုအမှတ် တက်တက်တုံညာနှစ်တရင်မှကျရင်သူမိသားစုအညီကောင်မောင်နှမများနဲ့တကွထတ်တူဝမ်းနဲ့ကြေကွဲရပြီးပြည်သူအာဇာနည်သူရဲကောင်းအဖြစ်အမှတ်တမ်းတင်ဥညွန်ချောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီစခန်း၉ခုကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်ပဲခူးတိုင်းညောင်လေးပင်ကြောက်တကာဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါစစ်ကောင်စီစခန်း၉ခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စေးရေးနယ်မြေနှင့်ကိုကဲမှုအောက်ကတပ်များနဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA တပ်ဖွဲ့များကဇော်လ၂၅ရက်မနက်အစောပိုင်းမှာတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတိုက်ဆုံးခဲ့ပြီးအမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့ကရဲအုပ်တခုအပါအဝင်စစ်တုပ်ပန်း3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ထို့ပြင်လက်နက်ကြီးလက်နက်ငယ်မျိုးစုံ16လက်ခဲယမ်းများနဲ့စစ်တုံးပစ္စည်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကတော်လရေးတပ်ဖွဲ့များမှရဲဘော်တို့အကြမ်းဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါစစ်စင်ရေးများကိုအမှန်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကူ ဖြူဟာ24နက္ကနီစစ်ကြောင်းအလာဝကတရင် အမှတ်3933တရင်ဖြူပကဖဖြူဟာ25အမှတ်3032တရင် Spring Warriors Column KNLA တရင်ကိုဖြူဟာ26တော်ဝင်တောင်းတရင်နဲ့တောကြီးကန်တရင်တို့ကပူးပေါင်းတက်ခတ်ခဲ့ကြတာဖြစ်ပါတယ်၎င်းစစ်စင်မှာပါဝင် တက်ခတ်ခဲ့တဲ့တောကြီးကန်စစ်တောင်းကလည်းညောင်လေးပင်နဲ့ကြောက်တကားမြို့ချတော်ဝိကျွော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စခန်းကို ဝင်ရောက်တက်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ဇွန်လ25ရက်နေ့မနက်တနာရီကစစ်ကောင်စီတပ်အင်အား90ခန့်တပ်ဆွဲထားတဲ့စခန်းကို စတင်တက်ခတ်ခဲ့ပြီးတနာရီခန့်အကြာမှာအပိသက်ချိန်မုံနိုင်ခဲ့ကစစ်ကောင်စီဘက်က73တေဆုံးခဲ့ပြီး3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။တပ်ဖွဲ့မှရဲဘော်များအထူးကမရှိပဲရန်သူစခန်းကိုအပိသက်ချိန်မုံနိုင်ခဲ့တဲ့ယခုစစ်စင်ရဲကို ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကကြာဆုံးသွားခဲ့တဲ့ရဲဘော်ကျော်စွာအာဂုံပြူတဲ့အနေဖြင့် ကြော်စွာစစ်စင်ရေးဟုတတ်မှတ်ခဲ့ကြောင်းတောကြီးကန်းစစ်ကြောင်းကအသိပေးထားပါတယ်ခင်ဗျာစစ်သည်မောဆယ်စည်းကျော်ဗမော်ကိုဥတီလာနေတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးလက်နက်ကြီးများအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်စစ်ကောင်စီရဲ့စစ်အင်အားလက်နက်ခဲယံရိတ်ခါများတင်ဆောင်လာတဲ့သင်းမောဆက်နစီခန့်ပါရေရင်အုပ်စုဟာကချင်ပြည်နယ်ဗမော်မြို့ဘက်ကိုဥတီလာနေတယ်လို့ကြားသိရကြောင်း KIA သတင်းပြန်ကြားရေးတာဝန်ခံ ဘိုမူးကြီးနော်ပူက Paper Spring ကို ပြောပါတယ်။၎င်းတင်မများဟာဇွန်လ21ရက်နေ့မှာအေယာဝတီတိုင်းဝါခေမာမြို့ကစတင်ထွက်ခွာလာခြင်းဖြစ်ပြီးဇွန်လ23ရက်နေ့မှာရေနယ်ကြောင်းမြို့နယ်နဲ့24ရက်နေ့မှာဆလင်းမြို့နယ်တို့ကိုဖြတ်သွားပြီးလမ်းတက်လျှောက်ဖြတ်တန်းသွားစဉ်စစ်ကောင်စီတပ်က drone နဲ့ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့ဆိုပါတယ်။စစ်တမောများဥတည်နေတဲ့ပုံပုံမျိုးကို KIA ကမြို့သိမ်းတိုက်ပွဲဆင်နွှဲတာနှစ်ဝက်ကြာနေပြီဖြစ်ပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတာက လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်တာလေကြောင်းတက်ခတ်တာတွေနေ့စဉ်ရှိနေတယ်လို့သိရပါဗျ။ KIA ပူပေါင်းတပ်ကဗမော်မြို့ကိုမတိုက်ခိုက်မီ2024ဩဂုတ်လအတွင်းကလည်းစစ်ကောင်စီတပ်ရဲ့စစ်ကူစစ်သည်မော်၈စီးကိုတော်လရေးပူပေါင်းတပ်တွေကထိကျက်ကတာမြို့နယ်အတွင်းမှာတိုက်ခိုက်နှိမ့်မြုပ်ခဲ့ပါသေးတယ်။လက်ရှိမှာကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာလည်းစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့် KIA ပူပေါင်းတပ်တွေနဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးတယ်လို့သိရပါပါခင်ဗျာ။ ်မိထီလာမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားစစ်ကောင်စီတပ်သား3ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မိထီလာမြို့နယ်အုံတုံရွာနဲ့ဂွေတောက်ကန်ရွာကြားတွင်စစ်ကောင်စီတပ်မှကိုကိုလက်အောက်ခံတရော့စစ်ကြောင်းနဲ့တော်လရေးတပ်ဖွဲ့များအကြတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော်လရေးရဲဘော်တို့ဒဏ်ရာရရှိခဲ့ကြောင်းဒီမိုကရက်တစ်ရှမ်းနယ်မြေဒေသခံပြည်သူ့လွတ်မြောက်ရေးတပ်မတော် DSNDA မှသတင်းထုတ်ပြန်ထားပါတယ်။ ဇွန်လ24ရက်ညနေ6:00ခန့်တွင်စတင်ဖြစ်ပွားခဲ့သောတိုက်ပွဲသည်နိုင်ဝက်ခန့်ကြာမြင့်ခဲ့ပြီးမိတ်ထီလာတာစီတော်လိုင်းအင်အားစုတောင်တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖနှင့်ဒီမိုကရက်တစ်ရှမ်းနယ်မြေဒေသခံပြည်သူ့လွတ်မြောက်ရေးတပ်မတော် DSNDA အပါအဝင်တပ်ဖွဲ့၃ဖွဲ့ကပူးပေါင်းစောင့်ကြိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကွန်မန်ဒိုတင်နန်းအပတ်စဉ်၃တင်နန်းစင်ပွဲကျင်းပဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ကွန်မန်ဒိုတင်တဲ့အပတ်စဉ်၃တင်တဲ့စစ်ပွဲအခမ်းအနားကိုလွတ်မြောက်နေပြီတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့တင်ရရှိပါတယ်။ကွန်မန်ဒိုတင်တဲ့အပတ်စဉ်၃တွင်အထူးတက်ခတ်ရေးကြန့်ခိုင်မှုစစ်နည်းပြူဟာများနဲ့နိုင်ငံရေးတင်ငန်းစာများကိုအချိန်၃လကျော်ကြာစနစ်တကျလေ့ကျင့်တင်ကြားပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချင်မုံရေးတာဝန်ဝတ္တရားများကိုဥလဲမတော့ တဲပိုးထမ်းရွက်လျက်ရှိကြောင်းအသိပေးထားပါရခင်ဗျာဆလပီနက်စစ်တီတပ်ဖွဲ့အခြေခံစစ်ပညာတန်တန်းအပတ်စဉ်စနစ်တန်တန်းစင်ပွဲကျင်းပဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်နက်စစ်တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နက်တလင်းရဲ့အခြေခံစစ်ပညာတန်တန်းအပတ်စဉ်စနစ်တန်တန်းစင်ပွဲကိုကျင်းပခဲ့တယ်လို့ဇော်လ25ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်အဆိုပါတန်တန်းကိုတန်တန်းမှုအဖြစ် CDM တက်ချက်ကြီးလက်ထောက်တန်တန်းမှုအဖြစ်တက်စုမှုဇင်သူနဲ့ နက်စစ်တီတပ်ဖွဲ့များတက်ခွဲ၃တက်ခွဲမှုတို့ကစစ်ကဏ္ဍကြီးများစစ်နေပြူဟာများအားတင်ကြားပို့ချခဲ့တယ်လို့ဆိုပါတယ်ယခုတင်တန်းဖြစ်မြောက်အောင်အဖက်ဖက်မှကုညီပန့်ပိုးပေးခဲ့တဲ့အလူရှင်များပညာရှင်များအကျွေးမွေးအထွတ်တင်တန်းကာလတစ်လျှောက်လုံးချက်ပြုတ်ပေးခဲ့ကြတဲ့အမျိုးသမီးရဲမေတပ်ဖွဲ့များအခက်အခဲများကိုစိတ်အားထက်သန်စွာနဲ့တင်တန်းအောင်မြင်အောင်တက်ရောက်ခဲ့ကြတဲ့တင်တန်းသားတင်တန်းသူများနဲ့ တနန်းစင်ပွဲကိုပြန်မလာဖြစ်တဲ့ရှေ့တန်းရောက်ရဲပေါ်များအန်ယူဂျီ MOD တာဝန်ရှိလူကြီးများအားလုံးကိုကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာရွှေဘူခရိုင်တည်ရင်၁၈ဤအပတ်စဉ်တနန်းစင်ပွဲတွင်ရှမ်းမန်းပြန်ရဲပေါ်များအားစုချင်းမြင့်ဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်ရွှေဘူခရိုင်အမှတ်၁၈တည်ရင်အမှတ်စဉ်၁မွန်မန်တနန်းစင်ပွဲနဲ့စစ်ဘုတ်တစားပေးရခြင်းအခမ်းအနားကိုကျင်းပခဲ့ပြီးထို့အခမ်းအနားတွင်ဒုတိယအတုပ် ရှမ်းမန်းပြန်ပြည်သူတော်လှန်ရေးဘော်များကိုလည်းဆုချင်းမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။တရင်ကောင်းဆောင်ရေးဘော်ဆွေရဲကကျွန်တော်တို့အနေနဲ့တက်ကိုအင်အားကောင်းပြီးစီကန်းရှိတဲ့တက်တစ်ခုအဖြစ်တိဆောက်ရမယ်။ဒါမှသာစစ်အာဏာရှင်ကိုပြက်ပြက်တသားတွန်းလှန်နေမှာဖြစ်ပါတယ်ဟုပြောကြားခဲ့ပြီး၎င်းကတက်အင်အားတိုးချက်ခြင်းသည်ပြည်သူကိုဖိနှိပ်ရန်မဟုတ်ပဲပြည်သူများကိုအပြည့်အဝကာကွယ်ပေးရန်ဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။ဒရယာရဲဘော်များထဲတွင်ကိုလက်အင်အားများတွင် စတီယိုထည့်ထားရသူများနဲ့မျက်လုံးတရာရရှိသူများပါဝင်ပြီးစိတ်ကူးသမှုများဆက်လက်ပေးရမည်ဖြစ်က၎င်းတို့၏မိသားစုများကိုလည်းထောက်ပံ့ကူညီမှုများပြုလုပ်သွားမည်ဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းမန်းစစ်စင်ရဲတွင်ပထမအတုပ်အနေဖြင့်ရဲဘော်120ဦးနဲ့ဒုတိယအတုပ်အနေဖြင့်132ဦးစုစုပေါင်း252ဦးတို့ပူးပေါင်းတက်ခတ်ခဲ့ကြောင်းသိရပြီးဒုတိယအတုပ်သည်၎င်းတို့၏တနည်းပြစ်မိရပ်ပိုင်းများသာလိုတော့တယ်လို့သိရပါတယ်။ရဲဘော်စွန်ရဲက ကျွန်တော်တို့ရဲဘော်တွေရဲ့ပေးဆက်မှုတွေအတွက်အမြဲဂုဏ်ယူပါတယ်ဒီပေးဆက်မှုတွေကြောင့်ပြည်သူတွေအတွက်အလောက်ကအခွင့်အလမ်းတွေရရှိခဲ့တယ်လို့ကျွန်တော်တို့ ਨੇ ပူပေါင်းဆောင်ရွက်ခဲ့တဲ့တော်လိုင်းအင်အားစုတွေရဲ့ဗန္ဒာရေးအခြေအနေလဲတောက်တင်းလာခဲ့ပါတယ်ဟုပြောကြားထားပါတယ်တရင်အနေဖြင့်ပေးဆက်မှုများနဲ့အတူတော်လိုင်းပေးဆုံးသည့်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ်ခင်ဗျာ စစ်ရေးတွင်တော်လှန်ရေးတပ်များ၏အောင်မြင်မှုများထင်ရှားလာပြီးအားလုံးပါဝင်သောအသွင်ကူးပြောင်းရေးဂျားကာလအစိုးရတရက်ဖွဲ့စည်းရန်ကြိုးပမ်းမှုများရှိနေဟု PDF Insight ကဆိုဆိုတဲ့သတင်းကို တင်ပြပေးတော့ပါမယ်။လက်ရှိစစ်ရေးအခြေအနေတွင်တိုင်းရင်းသားလက်နက်ကန်အဖွဲ့များအန်ယူဂျီလောက်ခံ PDF တပ်ဖွဲ့များနဲ့အခြားဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်များသည်မြန်မာစစ်တပ်ကိုတိုက်တာထင်ရှားစွာအောင်မြင်မှုများရရှိထားကြောင်း PDF Insight မှာတုံ့တက်ထားပါတယ်။ ။ကရင်နယ်မြေများတွင်စစ်တပ်၏စစ်စခန်းများကိုရပ်ပိုင်းအတွင်တင်ပိုက်နိုင်ခဲ့ပြီးရခိုင်ဒေသမှအေယာဝတီတိုက်အထိထိုးဖောက်မှုများကလည်းအောင်မြင်လျက်ရှိကစစ်တပ်ကနယ်စပ်ဒေသများတွင် မလိုအပ်ဘဲတိစောက်ထားသောစစ်စခန်းများသည်ယခုအခါတော်လည်ရေးတပ်များအတွက်အ धिक ပြတ်မှတ်ဖြစ်လာတယ်လို့ဖော်ပြထားပါတယ်။ထို့သောစစ်တပ်၏နေမင်းရှင်းလင်းရေးစစ်ကြောင်းများသည်ရွာများကိုမီးရှို့ဖျက်ဆီးခြင်းလူသက်ခြင်းနှင့်လူရဲမှုများပြစ်လုံနေဆဲဖြစ်ပြီးပြည်မဒေသများတွင် မြို့ကြီးများရှိစစ်စခန်းများကိုတိမ့်ပိုက်ရန်စိန်ခေါ်မှုများရှိနေသေးသလို KNU နဲ့ PDF တပ်ဖွဲ့များဤစစ်တောင်းဒေသအတွင်းလွှမ်းမိုးနိုင်မှုများသည်လည်းတိတာထင်ရှားလာတယ်လို့ဆိုပါရယ်နိုင်ငံရေးအဖြစ်အလုံးပဝင်သောအတွင်းကူးပြောင်းရေးဂျာကာလာအစိုးရတည်းရဲ့ဖွဲ့စည်းရန်ကြိုးပမ်းမှုများရှိနေပြီးထို့အစိုးရတွင်တိုင်းရင်းသားများနဲ့အခြားသက်ဆိုင်ရာအင်အားစုများပဝင်မှသာ Federal ပြည်ထောင်စု၏အနာဂတ်ကိုအာမခံနိုင်မှာဖြစ်တယ်လို့သုံးသပ်ထားပါရယ် Federal ရေးရဝန်ကြီးတဦး၏အင်တာဗျူးတစ်ခုတွင် အန်ယူဂျီဆိုတာမေးလိုက်တော့ဟုပြောကြားခဲ့ပြီးတော်လည်းအောင်မြင်ပြီးနောက်ရွေးကောက်ခံအစိုးရတက်တရက်ပေါ်ထွက်လာရဲ့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့သလိုထိုအစိုးရသည်နိုင်ငံတကာအသိအမှတ်ပြုရရှိရန်နှင့်တရုတ်ကဲ့သို့သောအင်အားကြီးနိုင်ငံများနှင့်ညှိနှိုင်းရန်အရေးကြီးတယ်လို့ဖော်ပြပါတယ်။ထို့ပြင်ဖွဲ့စည်းပုံခြေခံဥပဒေတက်တရက်ရေးဆွဲမှုသည်ပစ္စည်းလူနီးပါးဖြစ်နေပြီဖြစ်ပြီးလက်ရှိအသုံးပြုနေသောချာတာထက်ပုံမပြည့်စုံပြီးတိကျမှုရှိလာမှာဖြစ်ကဤဖွဲ့စည်းပုံသည်အာနာခွဲဝေရေး နေမီတက်မှတ်ရေးနဲ့ဖက်ဒရယ်နိုင်ငံတစ်တိဆောက်ရေးတို့ကိုဥတီမှာဖြစ်တော်လဲလက်လက်ကင်အဖွဲ့များအကြအခွန်ကောက်ခံမှုနဲ့နေမီပိုင်ဆိုင်မှုဆိုင်ရာအငင်းပွားမှုများသည်လဲစိန်ခေါ်မှုအဖြစ်ဆက်လက်ရှိနေနိုင်တယ်လို့ဆိုပါတယ်။ American တန်အမတ်ဟောင်း Priscilla Clark ကဖော်ပြခဲ့သော Butter Up Federalism သဘောတရားသည်လူပြောများလာပြီး American ပုံစံ Federal စနစ်နဲ့ခက်ဆင်ဆင်ဖြစ်လာနိုင်တော်လဲပြည်내အဆင့်တွင်ဒီမိုကရေစီနဲ့ ပါတီဆောင်စနစ်တို့အပြည့်အဝအကောင့်တွေဖော်နိုင်ရန်အခက်အခဲများရှိနေနိုင်တဲ့ကြောင်းသုံးသပ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းစစ်သွင်းနဲ့ Khashe တို့ကပေးပို့ထားတာဖြစ်ပါတယ်